င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်ကို ထိထိရောက်ခြေမုံးဖြစ်နိုင်ရည်အတွက်နေမြေတချို့ကိုစွန့်ကောင်းဆွံ့ရလိမ့်မယ်လို့ NUG ကာကွယ်ဝန်ကြီးကပြောပါရယ်သင်္ကန်းညီနောင်ကိုစစ်တပ်ကထိန်းချုပ်ပြီးရဲ့နောက်မှာမြောက်ရီတောင်ဘက်ချမ်းကကြေးရွာတွေကိုပါ ထိုးစစ်ဆင်လာတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အကျန်းဖက်စစ်တရဲ့ထိုးစစ်ကိုထိထိရောက်ချိန်မုံပြစ်နိုင်ဖို့အတွက်နေမြေတချို့ကိုစွန့်ကောင်းစွန့်ရလိမ့်မယ်လို့အမျိုးသားညညရေးဆိုရဲ NUG ကာကွယ်ရေးဝန်ကြီးဦးရင်မုံကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ NUG ရဲ့မီဒီယာဖြစ်တဲ့ PVTV နဲ့တွေ့ဆုံမေးမြန်းကမှာကာကွယ်ရေးဝန်ကြီးဦးရင်မုံကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီကအင်းကြီးချင်းအာနာချင်းနိုင်ငံတချို့ရဲ့ ပြောင်ပြောင်တင်းတင်းရက်တီထောက်ခံမှုရရှိလာတဲ့အခါမှာစိတ်တက်စစ်စင်ရေးတွေနဲ့ထိုးစစ်တချို့ကိုအရေးကိုလှုပ်လာတာလို့လည်းဥယျာဉ်မွန်ကပြောပါရယ်။အဲဒါကြောင့်တော်လန်းအင်အားစုတွေအနေနဲ့စစ်တပ်ရဲ့ထိုးစစ်ကိုထိတိယောက်ချေမုန်းနိုင်ဖို့အတွက်နေမြေတချို့ကိုစွန့်ကောင်းဆွရလိုက်မယ်လို့ကာကွယ်ရေးဝန်ကြီးဥယျာဉ်မွန်ကအခုလိုပြောပါရယ်။ကျမ်းဖက်စစ်အုပ်စုကိုပုံပြီးတော့တင်ရဲလာစေတဲ့အဓိကအကြောင်းကတော့အာဏာရှင်နိုင်ငံတချို့ပေါ့ဗျာ။ အဒီနိုင်ငံကြီးရဲ့ပြောင်ပြောင်တင်းတင်းရပ်တည်ထောက်ခံမှုရလာတဲ့ချက်ပဲ။အဒီချက်ကိုပဲအတုံးချဆိုင်ဝါထည့်ရင်လည်းထိုးစစ်တချို့ရဲကူးလုံလာတယ်ဗော။တော်လိုင်းအားစုတွေအနေနဲ့ဆိုရင်တော့ဒီချိန်မှာနေမီတချို့စွန့်မောင်းစွန့်ရမယ်။ဒါဒါပေမဲ့စစ်မျက်နှာလိုက်ရန်သူထိုးစစ်ကိုထိရောက်ချီမုတ်ပြစ်နိုင်ဖို့ဗော။ဒါကိုကျွန်တော်တို့ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။လက်တော်ရေးကြီးတဲ့တော်လိုင်းအဖွဲ့အစည်းဖြစ်တဲ့ TNL ရေဆိုရင် ါလောင်းချူကိုလက်လွတ်ခဲ့ရတယ်။မန္တလေးဒေသ PDF တွေလည်းတပီချင်းကိုလက်လွတ်ခဲ့ရတာရှိပါလေ။အဲဒါပေမဲ့အခုချိန်ကလာခံစစ်တီတိုက်ဖို့တင့်တော်တဲ့အချိန်မဟုတ်ဘူးပြန်။အဲ့ဒီအတွက်မြို့ရင်းကကုတ်တက်တယ်မြို့ပြင်ပြန်ထွက်ပြီးတဲ့သဘောပါပဲ။အခုဆိုရင်ဒါလှုပ်ရှားစင်တဲ့ရန်သူကိုပြန်ထိုးနေတဲ့အချိန်လို့ကျွန်တော်တို့ပြောချင်ပါတယ်။ ဒါအပြင်ပြည်တွင်းရေးကိုဆက်ဖက်နေတဲ့တဖက်နိုင်ငံကြီးကြောင့်စစ်လက်နက်ပစ္စည်းရရှိရေးအတွက်အဟန့်အတားချို့ဖြစ်နေပေမဲ့ တော်လဲတက်တွေအနေနဲ့ဆက်လက်တိုက်ခိုက်နိုင်တယ်လို့တစ်ဖက်မှာလဲကိုတန်ထုတ်လုပ်ရေးနဲ့ဤပညာပိုင်းတိုးတက်နေတယ်လို့လဲဥယျာဉ်မွန်ကပြောပါတယ်။တခြားတစ်ဖက်မှာလဲအကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်နေတာနဲ့အတူရွေးကောက်ပွဲကိုလဲကျင်းပဖို့ကြိုးပမ်းနေပြီးစစ်တပ်ကသူ့ရဲ့အမာခံနိုင်ငံရေးပါတီကိုအမိခံအာဏာလွှဲပြောင်းပေးပြီးတရားဝင်မှုရှာချင်းနေတာကြောင့် NUG အနေနဲ့စစ်ရေးနိုင်ငံရေးလူထုနည်းနဲ့စန့်ကျင် တိုက်ဖြတ်သွားမယ်လို့လဲ NUG ကာကွယ်ဝင်ကြီးဥယျာဉ်မွန်ကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့သခိုင်းတိုင်းကလေးမျိုးနဲ့နန်းဆောင်ဖို့ရွာတစ်ကိုထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုစစ်သားအလောင်း၄ခုနဲ့အတူလက်နက်ခရမ်းတွေကိုတင်ဆက်ရရှိကစစ်တုံးပန်း9ဦးကိုဖမ်းမိတယ်လို့အဲ့ဒီဖမ်းမိတဲ့စစ်တုံးပန်းတွေထဲမှာအိန္ဒိယနိုင်ငံသားကတဲ့သဘုံတွေပါဝင်နေရလို့အမှတ်၁စစ်ဒေသကတရင်ထုတ်ပြန်လိုက်ပါတယ်စတင်ပါလာ၂ရက်နေမှာကလေးမျိုးနဲ့နန်းဆောင်ဖို့ရွာတစ်ကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းကို တော်လန်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာ စစ်တုံးပန်ခုနှစ်ဦးကိုဖမ်းဆီးရမိခဲ့တာဖြစ်ပြီးအလောင်း၄လောင်းနဲ့အတူလက်နက်၅လက်ကိုလည်းတင်ဆက်ရမိခဲ့တယ်လို့အမှတ်၁စစ်ဒေသကသတင်းထုတ်ပြန်ထားပါဗျ။အဲ့ဒီစစ်တပ်စစ်ကြောင်းမှာဒါကစကလေးလက်အောက်ခံတတက၁၀ကဗိုလ်မှူးရဲမျိုးမင်းနဲ့ဗိုလ်ကြီးပြည့်ဖြိုးအောင်ဗိုလ်ကြီးနိုင်ဝင်းစိုးတို့ဦးစီးပြီးခမရ361ခမရ362ခမရ363စတရ6 ခလရ80ခွန်ခလရ229နဲ့ SND အပါဝင်အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ကတ်သဲ ULFA နဲ့နာဂ NSAC တဘုံတပ်ဖွဲ့အင်အား130ခန့်ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်ဖမ်းဆီးရရှိတဲ့စစ်တုံးပန်းတွေထဲမှာ အိန္ဒိယနိုင်ငံသားကသဲသဘုံတွင် ပါဝင်နေတယ်လို့လည်းသိရှိရပါဗျ။စစ်တပ်ကကလေးခရိုင်အတွင်းအိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ကသဲ ULFA နဲ့နာဂ NSAC သဘုံတပ်ဖွဲ့တွေကိုအခုနှစ်ဩဂတ်လကနေစတင်အသုံးပြုခဲ့တာဖြစ်ပြီးအဲ့ဒီအဖွဲ့တွေဟာဩဂတ်လအတွင်းမှာချင်းတွင်းမြေကြောင်တိုင်းခန်းဒီခရိုင်အတွင်းကနေစုံစင်းလာတဲ့သင်္ဘောတွေနဲ့ပါလာခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဒီတခါမှာတော့ စစ်တပ်ကတင်ကန်းညီနောင်အပါအဝင်အာရှလမ်းကိုထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာကရင်အမျိုးသားစီယုံ KNU ထိန်းချုပ်နေမြေတွေဖြစ်တဲ့မြားရီတောင်ဘက်ချမ်းကရွာတွေကိုပါထိုးစစ်ဆင်လာတယ်လို့ဒေသခံတွေရဲ့ပြောပြတင်ပြချက်အရသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီတပ်လက်အောက်ခံကရင်ပြည်နယ်နေကြားဆောင်တပ် BGF တွေအပါအဝင်စစ်အုပ်စုအင်အားထောင်ချီပြီးစစ်အင်အားတိုးချဲ့နေတယ်လို့လည်းဒေသတွင်းစစ်ရေးသတင်းမြစ်တွေစီကနေသိရှိရပါတယ်။စတင်ပါလ6ရက်နေ့ကအာရှလမ်း န်းကိုထိ ंछ ုပ်ပြီးတဲ့နောက်မှာမြရီမြို့တွင်းကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်လာသလိုမြရီမြို့တောင်ဘက်ကျေးရွာတွေကိုရပ်ပိုင်းတွင်ဇက်တိုက်ထိုးစစ်ဆင်လာတာကြောင့် ေတာခံအများပြားဟာစိုးရင်ထက်လန့်နေတယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့မင်းလက်ပံဖလူကြီးဖလူလေးလေးကေကော်နေရာတွေမှာစစ်ပေးရှောင်ချဖို့အတွက်နေ जा ဆောင်တက်တွေကလိုက်လံသတိပေးမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့စစ်ကြောင်းတွေဝင်ရောက်လာတာကြောင့်ဒေတာခံတချို့လည်းစစ်ပေးရှောင်ဖို့လှုပ်ဆောင်နေကြပြီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ပေးမှာ တင်းရှောင်နေရတာကြောင့်နေထိုင်မှုအမိုးကာတွေနဲ့လက်တလုံးမှာအစားအသောက်ရေးအတွက်လိုအပ်ချက်တွေများစွာရှိနေရလို့လည်းသိရပါတယ်။မြရီမျိုးတောင်ဝက်ချမ်းကလေးမှန်ဝန်းကျင်အကွာမှာရှိတဲ့လက်ခတ်တောင်တာဝါတိုင်းကုန်းစခန်းနဲ့စစ်တပ်စခန်းတွေကို KNY မျိုးသားစီအောင် KNY တပ်တွေနဲ့ပူးပေါင်းတပ်တွေက2023ခုနှစ်ဇူလိုင်လကုန်ပိုင်းမှာအခြေယူပြီးသိမ်းယူခဲ့ရတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့လက်ခတ်တောင်စခန်းမှာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင်နယ်ကြားဆောင်တပ်တွေရှိနေပြီးမေထော်တလေးရွာမှာလည်းကရင်နယ်ကြားဆောင် က်ကစခန်းအထိုင်ချထားတယ်လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းပလောမြို့နယ်ထမင်းမဆားရွာကတက်စကန်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခတ်ခဲ့ရမှာစစ်သား15ဦးဟာသေသွားပြီးစစ်ကြောင်းတစ်ခုလုံးပြန်လဲဆုတ်ပြေးသွားတယ်လို့ KNU ဗိတ်တော်ဝယ်ခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။သတင်းပါလာကိုယ့်အနေမှာအကြမ်းဖက်စစ်တပ်ကထမင်းမဆားရွာကတက်စကန်ကိုပြန်လဲရရှိဖို့အတွက် စစ်ကြောင်းထိုးလာတဲ့ကရင်မျိုးသားလူမျိုးရဲတပ်မတော် KNL လေ KNDO ဥဆောင်မှုအောက်ကတော်လန်ပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့လည်းသိရပါဗါးအဲ့ဒီထိတွေ့တိုက်ပွဲတွေမှာအကြက်ပက်စစ်တပ်ဘက်က15ဦးထက်မနည်းဟာထိခိုက်သေဆုံးခဲ့တာလည်းဖြစ်ပါတယ်အဲ့လိုအထိနာပြီးတဲ့နောက်မှာစစ်တပ်စစ်ကြောင်းဟာစက်တင်ဘာလ10နေ့မှာတော့စစ်ကြောင်းတစ်ခုလုံးဟာနောက်ပြန်ဆုတ်ပြေးသွားတယ်လို့လည်းသိရပါဗါး ကျက်ဘက်စစ်တပ်ရဲ့ထမင်းမဆားရွာကတပ်စခန်းကိုတော်လဲပူပေါင်းတပ်ဖွဲ့တွေကစတေမာလာရှိရဲ့နေမှာတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့ပြီးလက်လက်ခရမ်းအများအပြားကိုလည်းသိမ်းဆဲရရှိခဲ့တာလည်းဖြစ်ပါတယ်ရှင်မန္တလေးအတိုင်းတပုတ်ကိုကြည့်အောင်ပါမန္တလေးအတိုင်းမတရားမြို့နယ်ရှားစေးချိတ်လေးရွာကိုအကြက်ဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့် ပြည်သူ၅ဦးဟာပြင်းထန်ဒဏ်ရာရရှိခဲ့လို့ Voice of Mandalay ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။စက်တင်ဘာလ17ရက်နေ့မနေ့အစောပိုင်းတနိုင်း40မိနစ်အချိန်ခန့်မှာအကြမ်းဖက်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမတရားမြို့နယ်အရှိချမ်းကရှားစေးချက်လေးရွာကိုလေနဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့လို့လည်းသိရပါရတယ်။ကျက်ဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခတ်မှုတွင် ကျေးရွာနေပြည်သူအသက်63နှစ်အရွယ်ရှိတဲ့ဦးစိုးအသက်59နှစ်အရွယ်ရှိတဲ့ဦးကြည်ဝင်းအသက်55နှစ်အရွယ်ရှိတဲ့ဒေါ်အင်အသက်24နှစ်အရွယ်ရှိတဲ့မတ်သဲစွန်မွန်နဲ့အသက်29နှစ်အရွယ်ရှိတဲ့ပြည်ဖြိုးအောင်တို့ဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးပြင်းထန်ဒဏ်ရာရှိသူတွေလည်းပါဝင်နေရလို့ Voice of Mandalay ကတာဝန်ရှိသူကပြောပြပါရယ်အလားတူစက်တင်ဘာလ10နေ့ကလည်းမတရားမြို့နယ်စိတ်သာရွာကိုအကြက်ဖက်စစ်တပ်က Jet Fighter နဲ့တိုက်ပွဲဖြစ်ပွားခြင်းရှိပဲ ဘုံကျဲတက်ခိုက်ခဲ့ရမှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်တွေထိခိုက်ပျက်စီးခဲ့လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့မန္တလေးမြို့မှာပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့စစ်မှုထမ်းတပ်သားတဲ့ကိုခင်မောင်ဝင်းကိုအုတ်ချုပ်ရေးမှုနဲ့စစ်တပ်ကနှီးမျိုးစုံနဲ့နှိပ်စက်ခဲ့ပြီးငွေကျပ်၃00ကျော်နဲ့အဆင့်ဆင့်ရောင်းချခဲ့လို့အကြမ်းဖက်စစ်တပ်ထံကနေထွက်ပြေးလွတ်မြောက်လာတဲ့ကိုခင်မောင်ဝင်းကပြောပြပါရတယ်။ကိုခင်မောင်ဝင်းဟာမန္တလေးမြို့ကတီတာမော်ကုမ္ပဏီမှာအလုပ်လုပ်ကင်နေတဲ့ဝန်ထမ်းတဦးဖြစ်ပြီးအလောက်ကနေနေအိမ်ကိုပြန်လာစင်မှာထုံးမော်ရက်ွက်ကအုတ်ချုပ်ရေးမှုနဲ့တာဖြစ်သူက နေအိမ်ကိုထမင်းဖိတ်ကျွေးမယ်လို့ခေါ်ဆောင်ပြီးဝိုင်းရိုက်ကစစ်တပ်ထဲဝင်ရမယ်လို့ပြောပြီးစစ်မှုတစ်ကဗိုလ်ကြီးတအူးစီကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်ဗိုလ်ကြီးကပြည်ဦးတွင်အုပ်ချုပ်ရေးမှုစီကို ချက်သိန်း90နဲ့ရောင်းချလိုက်ပြီးအဲ့ဒီကနေမှပြည်ဦးနေမြို့နယ်တွေကအုပ်ချုပ်ရေးမှုစီကိုချက်သိန်း80နဲ့ထပ်မံရောင်းချခဲ့တာဖြစ်တယ်လို့လည်းသိရပါဗါးအဲ့ဒီကနေမှတဆင်မကွေးမင်းဘူးမြို့ကံတော်ကြီးကျေးရွာအုပ်ချုပ်ရေးမှုစီကိုသိန်း100နဲ့ရောင်းချခံရပြီးတဲ့နောက်မှာမင်းဘူးမြို့တပ်မ88စီမှာစစ်မှုထမ်းအဖြစ်ပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်ရှမ်းပြည်တောင်ပိုင်းဟိုပုံးတင်နန်းကျောင်းမှာ စစ်တပ်နံဆက်နက်ပတ်ကိုတက်ရောက်ခဲ့ရပြီးရဲ့နောက်မှာတပိတ်ချင်းမြို့နယ်စစ်စင်ရေးမှာပါဝင်ခဲ့ရတာဖြစ်တယ်လို့လည်းကိုခင်မဝင်းကပြောပြပါရယ်အဲလိုရှေ့တန်းစစ်မြေပြင်ရောက်ရှိစဉ်မှာဖုန်းလိုင်းမိတဲ့နေရာအရောက်မှာမိသားစုဝင်နဲ့ဖုန်းပြောနေချိန်မှာစစ်ကြောင်းမူဘုံမူဖြစ်သူကတွေ့မြင်သွားတာကြောင့်ဝိုင်းဝန်းရိုက်နှက်ပြီးတေဆုံးသွားတယ်လို့ထင်မှတ်က တောထဲမှာပြစ်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့အသက်မသေးပဲပြန်တရိရရှိချိန်မှာတော့ PDF တွေရှိနေတဲ့နေရာကိုထွက်ပြေးပြီးအခုလိုအလင်းဝင်ရောက်လာတာဖြစ်တယ်လို့လည်းကိုခင်မဝင်းကပြောပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့နယ်ပူချွန်းမြို့တို့မှာတရားဝင်မြန်မာနိုင်ငံသားတရားကျော်ဖမ်းဆီးခံရတယ်လို့ လေးရှားနိုင်ငံကလာတဲ့သတင်းတွေရသိရှိရပါတယ်။စက်တင်ဘာလ17ရက်နေ့မနက်ပိုင်းကမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့က လူနေရက်ကွက်ကိုမလေးရှားလွယ်မှုကြီးကြပ်ရေးနဲ့ရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့ရမှာတရားဝင်နိုင်ငံသားသားစုစုပေါင်း125ရက်ကိုဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီထဲမှာမြန်မာနိုင်ငံသား69ဦး၊အိန္ဒိယ25ဦး၊ပါကစ္စတန်14ဦး၊အင်ဒိုနီးရှား12ဦးနဲ့ဘင်္ဂလားဒေ့ရှ်5ဦးတို့ပါဝင်တယ်လို့လည်းသိရပါတယ်။အလားတူမလေးရှားနိုင်ငံစီလံကော ပြည်နယ်ပူချွန်းမြို့မှာလည်း စတင်မာလာ၈ရက်နေ့ကမလေးရှားလွင်မှုကြည်ကြရေးကအစားအသောက်ရောင်းချတဲ့ဖူကောင်ကိုဝန်ရောက်စစ်ဆေးရမှာမြန်မာနိုင်ငံသား၄၁ဦးကိုတရားဝင်နေထိုင်မှုနဲ့ဖမ်းဆီးရရှိခဲ့လို့လည်းသိရပါဗျ။မလေးရှားအစိုးရကဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသားတွေကိုမြန်မာနိုင်ငံကိုချက်ချင်းပြန်ပို့လို့ရှိပြီးပြန်ပို့ခံရသူတွေထဲမှာစစ်မှုထမ်းတင်းဆောင်သူတွေ၊စီဒီအမ်ဝန်ထမ်းတချို့နဲ့စစ်တပ်ကနေထွက်ပြေးလာသူတွေပါဝင်နေရလို့လည်းမလေးရှားရောက်မြန်မာတိုင်းဝန်ကပြောပါရရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်ကျေးမှမြပါ